โอเคအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ကဒါပတ်စံတပြားမှမကုန်မနဲ့ကျွန်တော်တို့လုပ်ငန်းတစ်ခုကိုဘယ်လိုစတင်မလဲပေါ့နော်အဲ့ဒီအကြောင်းကိုကျွန်တော်ဆွေးနွေးရမယ်ပြီးတော့ကျွန်တော်စဉ်းစားမိရဲ့ idea လေးတစ်ခုကိုမိတ်ဆွေတို့မျှဝေပြပေးမယ်ကျွန်တော်တို့ပတ်စံဆက်ဆချင်းမှာတပြားမှမကုန်ဘူးညာတကယ်လို့မိတ်ဆွေကအာမဖြစ်မနေကျွန်တော်ကတော့ပတ်စံတအားချမ်းတာနေလို့ကုန်ချင်းပါတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေအနည်းဆုံးကုန်ရမယ်ပတ်စံကဒါ တတိန်းကျော်နှစ်တိန်းသုံးတိန်းအဲ့လောက်ပဲကုန်မယ်ပေါ့နော်အဲ့လောက်လောက်နေနေနဲ့စလို့ရမယ်လုပ်ငန်းပေါ့နော်တကယ်လို့တပြားမှမရှိဘူးဗျာကျွန်တော်တို့တပြားမှမရှိဘူးတပြားမှမရှိဘဲနဲ့လုပ်ငန်းတစ်ခုကိုစချင်တယ်ဆိုလို့ရှိရင်လည်းမိတ်ဆွေတို့စလို့ရတယ်အဓိကရှိရမှာကမိတ်ဆွေ website တုံးခုကိုအသုံးပြုတတ်ရမယ် website တုံးခုကိုအသုံးပြုတတ်ရမယ်ဆိုတာတဲ့အာဒီပေါ့အဲ့လိုပဲပြောပါ website တုံးခုကိုအသုံးပြုတတ်ရမယ်ပေါ့နော်ကျွန်တော်ရွေးချယ်ထားတဲ့ website တုံးခုပေါ့နော်တကူကတော့ကျွန်တော်တို့က ဒီကောင်မနော်ဟိုဟာ sorry canva canva ကိုမဲ့ဆွေလို့တုံးတက်ရမယ်နောက်တစ်ခု ကကြတော့ chat gpt ဒါမှမဟုတ် gemini တခုခုပေါ့နော်အဲလိုမျိုးတုံးတက်ရမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ epay ပေါ့နော် epay ကတော့ဒီမှာမပြထားဘူးဟာထားပါကျွန်တော်နောက်ဗီဒီယိုမှာမှတက်တက်လုပ်ပေးမယ်နော်အာဒီဒီ story book လေးတွေ ebook လေးတွေတင်ပြီးရောင်းလို့ရတဲ့ website တွေပေါ့ဗျာအဲ့ဒါလေးနောက်ဗီဒီယိုမှာကျွန်တော်တက်တက်လုပ်ပေးမယ်ဒီဗီဒီယိုမှာတော့ကျွန်တော်က idea လေးတစ်ခုကိုပဲကျွန်တော်ပြပေးမယ် ဘလိုအိုက်ဒီယာလဲဆိုတော့မိတ်ဆွေတို့ကျွန်တော်မင်းရကဖွဲ့စည်းတန်းတွားရင်းနဲ့ကျွန်တော်ဂျင်မာတီမာကတက်တက်လို့စားပွဲတော့ရှိရပါတော့ကျွန်တော်အဲတက်တက်လို့စားပွဲတော့တွားရင်းနဲ့ကျွန်တော်စားဟုတ်တအုပ်ကိုအာစားဟုတ်ရောင်းနေတဲ့စားဟုတ်ဆိုင်တွေတွေ့တော့ကျွန်တော်စားဟုတ်တအုပ်ဝယ်လာတယ်ဝယ်လာပြီးတော့ကျွန်တော်အိုက်ဒီယာတစ်ခုရတယ်အိုက်ဒီယာတစ်ခုရတယ်ပေါ့နော်ဒီမှာစားဟုတ်ကဒီစားဟုတ်ကိုမိတ်ဆွေတို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီစားဟုတ်က အာဒီမှာပကြီကားပုံလေးပါတယ်ဒီအကောင်လေးတွေကဒီစာအုပ်ထဲမှာပါတဲ့ပုံပြင်လေးတွေပေါ့နော်ပုံပြင်လေးတွေကိုဒီမှာအာနမူနာအနေနဲ့လာပြထားပေးရဗျာစာအုပ်ထဲမှာပါဝင်မဲ့ပုံပြင်လေးတွေကိုဒီလိုပြောရင်စာအုပ်ကာဗာဒီဇိုင်းပေါ့နော်ဒီကောင်ကကလေးတွေအတွက်ရည်ရွယ်တာဒီမှာကြည့်ဒီမှာကြည့်ဒီမှာအခေါဒီမှာရေးထားတယ်ဗာလေ a collection of classic story for children လို့ရေးထားဒီမှာနော်အာ classic story ဆိုတာဘယ်လိုပြောမလဲ ဒီကလေးလေးတွေဖတ်ဖို့အတွက်ပေါ့နော် ကလေးလေးတွေဖတ်ဖို့အတွက်အာပုံပြင်လေးတွေကိုစူးစီးထားပေးတာပေါ့နော်သူကပုံပြင်ကစပုံပြင်စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေပေါ့နော်ဒီမှာဒီပုံပြင်စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေအားလုံးကဒီကောင်တွေက AI နဲ့ရေးထားတာလေပုံပြင်စာအုပ်ထဲမှာပါတဲ့အကြောင်းအရာအားလုံးက AI နဲ့ရေးထားတာနောက်ပြီးတော့ခါကြလို့ရှိရင်ဒီမှာပါတဲ့ပုံတွေကလည်း AI နဲ့ဆွဲထားတာဒီမှာကြည့်နော်ဒီမှာဒီလိုပုံလေးတွေပေါ့နော်ဒီလိုပုံတွေဒီလိုပုံတွေ AI နဲ့ဆွဲထားတာစာတွေ AI နဲ့ရေးထားတာ အဲ့ဒါရေးပြီးွားတဲ့အခါသူဘာလုပ်လဲဆိုတော့ဒီကောင်ကအာရင် print sign ပေါ့နော် print sign နေရှိရဲမိတ်ဆွေတို့ချင်မှလည်းရှိမှာပါ print sign နေရှိရဲအဲ့ print sign တွေကိုတွားပြီးတော့ကျွန်တော်တို့ကအာ print ထုတ်မယ်ပေါ့ဗျာစာအုပ် design ကပါအဖုံမျက်နှာဖုံးကပါတက်တက်ထုတ်မယ်ပြီးရင်စာအုပ်မျက်နှာစာအုပ်အထက်စာရားတွေတက်တက်ထုတ်မယ်ပေါ့နော်အထက်စာရားတွေမှာတော့ကျွန်တော်တို့ကဒီလိုပုံလေးတွေထည့်ပေးတာပိုကောင်းတယ်ပေါ့နော်ဒီမှာ ူဆိုလို့ရှိရင်တူလောက်ထားတဲ့ design ကိုကြည့်မယ်ဆိုရင်အပေါ်ကစာရလေးအောက်မှာကလေးတွေစိတ်ဝင်စားအောင်ပုံကလေးထည့်ထားပြီးဒီလိုလေးထည့်ထားပြီးကျွန်တော်တို့ဘာလုပ်မလဲဆိုတော့စာအုပ်ကိုအာရိုက်လိုက်မယ်စာအုပ်ထုတ်မယ်ပေါ့ဗျာစာအုပ်ထုတ်ပြီးတော့ကျွန်တော်တို့ကျောင်းနေမှာတွဲရောင်းလို့ရပြီဒါကတော့အဲ့လိုလုပ်ဖို့အတွက်ဆိုတော့ပတ်စံနည်းနည်းပါကုန်မယ်ဘယ်လောက်ဒီကုန်မလဲဆိုတော့တုံးတိန်လောက်တော့ကျွန်တော်ပြန်ပြမှန်ထားတယ်ဘယ်တော့အလောက်ပဲကုန်အလောက်ပဲကုန်ပါလိမ့်မယ်ပြီးရရင်ကျွန်တော်တို့အိုက်ကန်စာအုပ်မှာဒါဒီ ကျောင်းစည်တန်းတို့ဒါမှမဟုတ်ပွဲစည်တန်းတို့ပေါ့နော်ဒါမျိုးစာအုပ်ဆိုင်တွေတို့အဲ့လိုမျိုးတွေမှာတွားမှရောင်းလို့ရတယ်ဒါမှမဟုတ်လည်းကျောင်းမှာဆရာမအတိတွေပိုင်းရှိဆိုလို့ရှိရင်တို့လိုနဲ့ချိတ်ဆက်ပြီးတော့ရောင်းလို့ရတယ်ကလေးပုံပြင်လေးတွေပေါ့ဗျာဟုတ်နော်ချိတ်ဆက်ပြီးတော့တို့လို ရောင်းလို့ရတယ်အာမိတ်ဆွေကတော့တို့တခါလေးပေးလိုက်ပေါ့နော်ကျွန်တော်စာအုပ်အုပ်တရာဆရာမကိုကျွန်တော်ဘယ်စည်းနဲ့ရောင်းပေးလိုက်မယ်ဆရာမကတော့ကျောင်းကကလေးတွေကိုစည်းဘယ်လောက်နဲ့ရောင်းပေါ့ဒါမျိုးလေးချိတ်ဆက်ပြီးတော့ဒါခင်ဗျားတို့တုံ့တက်ပါတယ်ကျောင်းမှာလည်းခံရဘူးတယ်မလားအဲအကွက်တွေ ဆရာမတွေရောင်းတဲ့စာအုပ်တွေကိုမလိုချင်မှန်းနဲ့ဝယ်တာခဲ့ဘူးရမလား Okay အခုကျွန်တော်မိတ်ဆွေတို့ကိုဒါကတော့ပတ်စံကုံမဲ့အကွက်နော်ပတ်စံမကုံချင်ဘူးဆိုတော့အခုကျွန်တော်ဒီဗီဒီယိုဆက်ပြောမဲ့အပိုင်းကိုဆက်လုပ်တော့ဒီမှာကြည့်ဒီမှာဆိုလို့ရှိရင်ဒါဒီ story book လေးရှိရတယ်မှာ English story ebook ebook ဆိုတာ online ပေါ်မှာပဲဖတ်လို့ရတဲ့စာအုပ် online ပေါ်မှာဖတ်လို့ရတဲ့စာအုပ်တွေကိုမိတ်ဆွေတို့က online ပေါ်မှာပဲပြန်တင်ရောင်းလို့ရတယ်ဟိုမှာစာအုပ်တအုပ် စီစာအုပ်တော့ကိုမိတ်ဆွေဈေးတက်မလိုက်မြန်မာငွေ3000လား4000လားအဲလောင်းနဲ့ဆိုရင် PDF ဖိုင်ချပေးမယ် download ဆွဲကိုပါကိုပုံပြင်လေးဖက်အဲဒါမျိုးလေးပေါ့နော်ဒါမှမဟုတ် website ပေါ်မှာတင်ရောက်လို့လည်းရတယ် okay အခုကျွန်တော်နမူနာပြဖို့အတွက်ကျွန်တော် chat gpt ကိုဒီလိုလေးရေးခိုင်းထားတယ်ဒါပုံပြင်တော့မဟုတ်ဘူးကျွန်တော်ကဒီမှာအာကျမ်းမာရေးအတွက်အတုံးဝင်တဲ့အတီးတချို့ကိုပုံနဲ့မြန်မာလိုနဲ့တွဲမှရေးခိုင်းထားတယ်ပေါ့နော် pandy ရော ဒါတခုထူးဆန်းတာကဒီမှာမုံဘူးဒီဆိုတော့ကျွန်တော်မကြောက်ဘူးပေါ့နော်တကယ်ငါပြောတီးကိုပြောချင်တာဒါမုံဘူးဒီမုံဘူးဒီဆိုတော့မုံဘူးဒီပေါ့ Okay ဒီတော့ကျွန်တော်တို့ကဒီပုံလေးတွေကို download ဆွဲလိုက်မယ်ဗျာဒီမှာပုံလေးတွေ download ဆွဲမယ်ဟာ download ဆွဲလိုက်ပြီပေါ့နော် save လိုက်မယ်ပုံတစ်ပုံ save လိုက်ပြီပေါ့ဗျာပြီးတော့ကျွန်တော်တို့က နောက်တဲ့ပုံတွေလည်းတွားစိတ်ဖြင့်စိတ်လို့ရတယ်ကျွန်တော်တော့တပုံလေးပဲစိတ်လိုက်တော့မှာเนาะဒီကောင်လေးတွေအများကြီးရှိသေးတယ်ပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့စာအုပ်တွေပေါ့เนาะဒီစာလေးတွေကို copy ကူးလိုက်မယ်မိတ်ဆွေတို့ကတော့အင်္ဂလိပ်မြန်မာအင်္ဂလိပ်မြန်မာစာစကားလုံးတွေဒါမှမဟုတ်တရုတ်မြန်မာစကားလုံးတွေဒါဒါကလေးပုံပြင်လေးတွေအဲ့လိုမျိုးတွေတွားရေးလို့ရတယ်ပြီးတော့ရှင်ကျွန်တော်ကမ်ပါတွေကိုလာလိုက်ကမ်ပါတွေကိုလာလိုက်ပြီးရင်ဒီမှာ book ဆိုတာရှာလိုက်ပြီး okay book I'm sorry ဘုတ်ဆိုတာရှာလိုက်ပြီဆိုလို့ချင်းဒီမှာစာအုပ်ဒီဇိုင်းတွေအများကြီးရှိရမိတ်ဆွေကြိုက်တဲ့စာအုပ်ဒီဇိုင်းတစ်ခုခုရွေးလိုက်ပါရွေးလိုက်ပြီးသွားလို့ချင်းဒီမှာဒီလိုလေးရလာမယ်ဒီမှာကတော့မိတ်ဆွေရဲ့စာအုပ်နာမည်ရေးအာပြီးတော့ဒီမှာကြိုက်တဲ့ဒါကတော့ဒီဇိုင်းကတော့မိတ်ဆွေကြိုက်တယ်လို့ပြင်ပါတော့ပြီးတော့ကျွန်တော်တို့အောက်မှာစာသားလေးထည့်မယ်ပုံလေးထည့်မယ်ပေါ့ဗျာကျွန်တော်ပုံလေးထည့်ပြမယ်เนาะမိတ်ဆွေတို့ဘန်ဒီပုံဘန်ဒီပုံဘန်ဒီပုံမရှိသေးဘူးကျွန်တော်ဘန်ဒီပုံရင်တော့ယူလိုက်မယ် န်ဒီပုံကဒီမှာမဟုတ်တော့ဘူးပေါ့နော်ဒီထဲမှာဝင်တော့ပါပေါ့နော်ပန်ဒီပုံဒီမှာပန်ဒီပုံရောက်လာနော်ပန်ဒီပုံရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီတိုင်းပဲဆွဲချလိုက်လို့ရတယ်ဒီမှာဆွဲချလိုက်ရင်တူကအပြည့်ကြီးဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်တို့ကအပြည့်မလိုချင်ဘူးအပြည့်မလိုချင်တဲ့အတွက်အပေါ်ကိုဆွဲတင်မယ်ဒါကတော့မိတ်ဆိုတို့ဒီဇိုင်းကတော့ကိုပါရာကိုလည်းပြင်တတ်မှာပေါ့နော်ဒါလေးတွေကတော့မိတ်ဆိုတို့လုတ်တတ်မယ်လို့ကျွန်တော်ထင်တယ်မလုတ်တိုင်တဲ့ စမ်းလုပ်ကြည့်ပြတခုခုမလုပ်ဘူးဆိုလို့ရှိရင်မိစေတို့ဘာမှတတ်မှာမဟုတ်အဲ့တော့ကျွန်တော်ပန်းဒီပုံလေးထည့်လိုက်ပြီပြီးသွားရင်ဆိုကျွန်တော်အောက်မှာစာလဲရေးရအောင်မှာဆိုတော့စာထည့်မယ်ဗျာဒီစာထည့်တော့လောက်ထည့်မယ်ပေါ့နော်ယောခုနကဟိုစာလေးထည့်လိုက်ပြီဖောင်ဆိုင်ကနည်းနည်းကြည့်ရဖောင်ဆိုင်ပြန်သေးလိုက်မယ် โอเคဒါကျွန်တော်နမူနာအနေနဲ့ပဲဒီတိုင်းပဲဖြစ်ဖြစ်ကလစံရှောက်လုပ်ပြတာเนาะမိတ်ဆိုတို့လုတ်ပြီဆိုလို့ရှင်တော့တေချာလေးလုတ်ပါတေချာလေးလုတ်စောက်ပုံလေးပေါ့ဗျာโอเคပြီးရပြီပေါ့เนาะပြီးရဆိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီလိုစောက်ကွာเนาะစောက်တွေအများကြီးနောက်တဲ့ page တစ်ခုဒီမှာနောက်တဲ့ page တစ်ခုထပ်ယူမယ်ငါပြောဒီပုံတော့ထည့်မယ်အာဒီမှာပေါ့เนาะ page တစ်ခုထပ်ယူမယ်ငါပြောဒီပုံထည့်မယ်အောက်မှာငါပြောဒီနဲ့ပတ်သက်တဲ့စာလေးရေးမယ် ပြီးတော့ကျွန်တော်တို့စာအုပ်ပြရရေပေါ့ပြရရဆိုကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီမှာ download ကိုနှိပ်လိုက် download ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ PDF file ထည့်လို့ရတယ်ဒါမှမဟုတ်ဒီကောင်ဒီမှာတော့ include note တွေပါတယ်ထည့်လို့ရတယ်ဗျာကျွန်တော်တို့အဲ့ဒါကြီးမထည့်ဘဲနဲ့ထားလို့လို့ရပုံတက်တက်ပဲနဲ့ထုတ်လို့ရတယ်ဒါမှမဟုတ် file နဲ့လည်းထုတ်လို့ရတယ်အကောင်းဆုံးကတော့မိတ်ဆွေဒီမှာဒီကောင်လေးနဲ့ပဲထုတ်လိုက် PDF file နဲ့ပဲထုတ်လိုက်ထုတ်လိုက်ပြီးရင် download ဆွဲလိုက်ဆွဲပြီးတော့ဆိုကျွန်တော်တို့ set တဲ့ကိုရောက်လာပြီဗျာကျွန်တော်တို့ set တဲ့ရောက်လာဆိုဘာလုပ်မလဲဆိုတော့ ျွန်တော်တို့အဲ့ဒါကိုစာအုပ်တောက်ပုံစံဖြစ်သွားရင်စာအုပ်တောက်ပုံစံဖြစ်သွားဆိုကျွန်တော်တို့ eBay website တွေမှာပေါ့နော်ဒီ ebook website တွေမှာဒီမှာကြည့်ဒီမှာဆိုလို့ရှိရင်သူများရဲ့တင်ထားတဲ့စာအုပ်တွေအများကြီးရှိတယ်အဲ့ဒီစာအုပ်တွေကိုကျွန်တော်တို့ကဖတ်ချင်တယ်ဆိုလို့ရှိရင်ဒေါင်းလုဒ်ဆွဲရတယ်တချို့ဟာတွေပတ်စံပေးလို့ရတယ်ဒီမှာကြည့်ဒီမှာဒီဒီ .com စာအုပ်ဆိုတဲ့နေရာမှာတင်မရောင်းတာပေါ့နော်ဟွန်းဒီမှာကြည့်ဒါဆိုလို့ရှိရင်ဒီစာအုပ်ကိုဖတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်လက်ရှိနိုင်ငံရဲ့ ပတ်ဆိုင်နေဆိုရင်ဒါလောက်ပေးရတယ် IM 85ကျက်ဆိုတာ IM 85ကျက်ဆိုတာလေဒီအလုတ်အလုတ်တမားတယောက်အတွက်ပေါ့နော်လက်ရှိနိုင်ငံခြားအလုတ်တမားတယောက်အတွက်အာမနဲ့6နာရီကနေပြီးတော့နေ့လယ်12နာရီထိလှုပ်အားခရှိရတချို့ဟာတွေကကြာတရက်လုံးလှုပ်အားခရှိရဒါအလုတ်ပြောရင်အလုတ်အလုတ်တမားတယောက်အတွက်တရက်စာလှုပ်အားခလို့ပြောလို့ရတယ် RM 85ကျဆိုတော့တစ်ချက်ကိုအခု loss မှာဒီနိုင်ငံရဲ့ RM တစ်ချက်ကိုမြန်မာငွေ400ပေါက်စင်းရှိရဲ့အဲ့တော့85ကျဆိုတော့မိတ်ဆွေဘယ်လောက်ရှိလဲဆိုတော့မိတ်ဆွေမြန်မာလိုကုပ္ပါကိုတွက်ကြည့်လိုက်ပါကျွန်တော်တို့ဝယ်မယ်ဆိုလို့ရှိရင်ဒီမှာ ATG ကို cap ပိုင်ညာနဲ့ဝယ်လိုက်လို့ရတယ်ဗျာကျွန်တော်ပြောချင်တာကအဓိကဒီဗီဒီယိုမှာကျွန်တော်ပြောချင်တာကမိတ်ဆွေတို့အဲ့လိုမျိုး eBay စာအုပ်ကတော့ sorry eBay တယ်လေ eBay ပဲဆွဲနေရင် ဒီ ebook စာအုပ်ကလေးတွေကိုမိတ်ဆွေတို့အဲ့လိုလုတ်ပြီးတော့မှရောင်းလို့ရတယ်ဆိုတာကျွန်တော်ပြောချင်တာဒီမှာကြည့်ဒါတွေဆိုလို့ရှိရင် AI နဲ့ပုံဆွဲ AI နဲ့ပဲပုံပြင်စာအုပ်ရေးပြီးရတဲ့အခါကျရင် Canva ထဲမှာလာပြီးတော့အဲ့လိုမျိုးစာအုပ်ကလေးပေါ့နော်ပုံနဲ့စာနဲ့တခါတည်းတွဲပြီးတော့မှပြီးဆိုကျွန်တော်တို့ PDF file တွေ download ဆွဲလိုက်ဗျာပြီးရဆိုရင်ရပြီအဲ့ PDF file တွေကိုကျွန်တော်တို့က eBay website တွေမှာတွားပြီးတော့အဲ့ဒီ ebook website တွေမှာတွားပြီးတော့ကျွန်တော်တို့ upload လုပ်ပြီးတော့ဈေးနှုန်းတက်မှတ်ပြီးတော့ တင်ထားလိုက်ပြီးပြီးရင်တို့ကျွန်တော်တို့က Facebook မှာဘာညာနည်းနည်းပါ marketing တွေဆင်းလိုက်ဆိုကျွန်တော်တို့ဒါစီးပွားရေးတစ်ခုစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သွားနိုင်တယ်ဗောနော်မစ်စုကအဲ့ဒါအဲ့လောက်မှမကျေနပ်တဲ့ဘူးလုံးဝလက်တွေ့ဆိုင်တာကိုပဲကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က online ပေါ်မှာတင်ရောက်တာမျိုးမဟုတ်တော့ဘဲနဲ့အဲ့ဒီ PDF file ကိုပဲကျွန်တော်တို့က print site မှာတွားပြီးတော့စာအုပ်ထုတ်ပြီးတော့မှကျွန်တော်တို့ကအဲ့စာအုပ်လေးတွေကိုအပြင်မှာတွားရောင်းလို့လည်းရတယ်ဒါကတော့မိတ်ဆွေတို့တဘောပဲကျွန်တော်တို့ idea ကိုချပြပြီးသွားပြီး ချပြပြီးွားပြီဆိုတော့မိတ်ဆွေတို့နောက်ကနေတကယ်လိုက်လို့လားမလို့လားဆိုတော့တော့မိတ်ဆွေတို့ပုံမှာမူတီရဲ့မိတ်ဆွေတို့ကပြင်းနေတယ်အွန်လိုင်းကနေမှဗီဒီယိုကြည့်ဂိမ်းကြည့်ပြီးမှပတ်ဆိုင်ရှာမယ်ဆိုလို့ရှိရင်တော့အာမိတ်ဆွေတို့ကိုကျွန်တော်ပြောပြချက်မှာဗီဒီယိုတွေတင်ရမယ့်အချိန်ပြောစရာတခုပဲရှိတော့ဘောနာပဲโอเคအဲ့တော့မိတ်ဆွေတို့အဆင်ပြေကြပါစေ ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်အခုပြောထားတဲ့ idea ကိုကျွန်တော်လုပ်ဖို့လဲစိတ်ကူထားတယ်နောက်တစ်လနှစ်လဆိုရင်ကျွန်တော်လုပ်ဖြစ်မယ်အခုဒီလတွင်မှာကျွန်တော်လုပ်ငန်းလေးရှိနေသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်မလုပ်ဖြစ်သေးဘူးအဲအခါကျရင်လုပ်ဖြစ်တဲ့အခါကျလို့ရှိရင်လည်းကျွန်တော်မိတ်ဆွေတို့ကျွန်တော်ထုတ်ထားတဲ့စာအုပ်တွေကိုပြပေးမယ်အဲအခုကျွန်တော်ထက်ကြိုပြီးတော့လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းမိတ်ဆွေတို့စပြီးတော့လုပ်လို့ရပြီဒါပဲနော် channel လို့ like subscribe လုပ်ခဲ့ပြင်းတဲ့လူတွေအတွက်တော့ဟုတ်မှာမဟုတ်ဘူးဒီ video က